မြန်မာနောဝချန်နယ်ကိုအစစ်တဆိုင်အားပေးနာဆင်နေကြတော့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမယဇလံကောက်လေးတွေကို နေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကလေးမှလည်းပရိသတ်များနားဆင်ရမယ့်ဇလံလေးကတော့စာရေးဆရာအကဆော်ရေးသားထားတဲ့စုံတီကြီးဥပဒါနဲ့မမျော်လင့်သောခင်းရှိဇလံအပိုင်း၅ကိုပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။အဲ့ဒီညနေလောက်ရောက်မှာ တနက်ကင်ထားတဲ့လူတယောက်ရောက်လာတယ်။တကြီးချင်ရှေ့ကဖျက်လျှောက်တဲ့အခါမှာတော့တကြီးကလှမ်းခေါ်လိုက်တယ်။အိုင်မောင်မင်းပြန်လာပြီလား။ဒီလူကတူမီတနက်အရှိကြီးတစ်လောက်ကိုပခုံးပေါ်မှာထမ်းထားတယ်ဗျ။ခြေနဲ့ဝင်လာပြီးတော့ချုပ်တို့ဆူဆူရဲရဲစိုက်ကြည့်တယ်။သူ့ရဲ့မျက်လုံးတွေကနေရင်းနေတာပဲဗျ။အိုင်မောင်မင်းကငါတို့မျောနေတာကွ။မင်းကညာကလေးစားတဲ့ဝဝင်ကြီးပြန်ပေါ်လာတယ်။ တကြီးကအိုင်မောင်ကိုမင်းရအဖြစ်ပြက်တွေကိုပြောပြတယ်။တကြီးကသာအသက်တရောပြောနေတယ်ဆိုပေမဲ့အိုင်မောင်ကတော့အေးဒီအေးဆက်ပဲဗျ။ဒါပဲလား။ကျုပ်သွားတော့မယ်။တကြီးကအိုင်မောင်ရဲ့လက်ကိုဆွဲလိုက်၏။မင်းဘလို့ဖြစ်နေရလဲအိုင်မောင်။အရင်ကရရေးရွာကြီးဆိုရင်မင်းအတက်ကြွဆုံးမှာကွာ။အခုဘလို့ဖြစ်နေရလဲ။ပြီးတော့မင်းမျက်လုံးတွေကလည်းနီရဲလိုပါလားကွာ။တော်လည်းထွက်တယ်ဆိုတော့အိမ်ဖို့သွားတော့မှမဟုတ်ပဲဗျ။ ။ "तू ပြောတာလည်းဟုတ်တယ်။အေးရပြက်ရမျက်စိတွေနီးပြီးကြောက်နေရလေ။တကြီးပြောတာကိုပြက်မထုတ်ပြန်တာ။အေးရပြက်ပြီးကြောင်စီစီဖြစ်နေလို့နေမှာ။ဒီကဥမောင်လရအိုက်မောင်အနာကိုတိုးကပ်လိုက်။ဟိုလေ။မောင်ရငကားကရင်လို့ခေါ်တဲ့လှန်ငူကြီးကိုရောက်ဖူးတယ်ဆို။အိုက်မောင်ကဥမောင်လကိုကြည့်ပြီးခေါင်းကြီးပြလိုက်တယ်။ဦးလေးတို့ကအစိုးရဝန်ထမ်းတွေပါ။တတသူတွေကိုရှောက်ပွေလိမ့်လာနေတဲ့လူတွေဆိုတော့ အဲ့ဒီလှန်ကူကြီးကိုသွားပြီးလေ့လာချင်တယ်။အဲ့ဒါမောင်ရင်ဦးလေးတို့လမ်းပြပေးလို့ရမလား။အဲ့မောင်ကခေါင်းမင်းညှိပြတယ်။ဒီလိုပုံစံကစကားနဲ့တဲ့ပုံစံဖြစ်မယ်ဗျ။ညနေသွားမယ်။ခမရတို့အသိပြန်ထား။ရွာလူကြီးကအဲ့မောင်ရဲ့လက်ကိုဆဲပြီးတော့ငါတို့မှာခလေးစားတဲ့ဝုန်းဝုန်းအန်နေရလည်းရှိသေးတယ်အဲ့မောင်။အဲ့ဒီဝုန်းဝုန်းကိုကြောက်မှမဖမ်းနိုင်တာ။ကြောက်နေပါဆိုင်လို့လေ။အိုင်မောင်ကမမထန်ထန်ပြောပြီးတော့ တကြီးလက်ကိုပုတ်ချပြီးထွက်သွားတယ်။တကြီးကခေါင်းကုပ်ပြီးအိုက်မောင်ရဲ့နောက်ကျောကိုကြည့်နေတယ်။ဒီကောင်ဘလို့ဖြစ်နေရလဲမသိဘူး။အရင်ကဒီလိုမဟုတ်ပါဘူး။သူကအေးအေးမွားလို့ညှိစီစီဖြစ်တာနေမှာပေါ့။ဦးမောင်လည်းအမှတ်ချက်ချလိုက်တယ်။အိုက်မောင်ကဘလို့လူစားမျိုးလဲတကြီး။သူကတို့ရောင်မှာစာအတက်ဆုံးလူပဲ။မျိုးကြောင်တက်ခဲ့ဘူးလားဆိုတော့နဲ့နဲ့ဆက်ဆက်လည်းရှိတယ်။ တယောက်ထဲနေပြီးတော့အမြဲတမ်းတစ်ခုခုကိုလင့်လာဆူဆက်နေတတ်တဲ့လူတယောက်ပေါ့ကွာရွာစုံမှာအင်္ဂလိပ်နဲ့တယောက်ထဲနေတယ်ကွာရွာမှာတောက်နေတဲ့အရက်ဖြူဆိုရလေအဲ့မောင်ချက်ထားတဲ့အရက်ပဲသူ့မှာမိမတွေမရှိတော့ဘူးလားတည်သွားကြပြီတောင်ဝဆိုက်ခင်းထဲမှာသူများတက်လို့တည်သွားတာအဖြစ်ကစိုးလိုက်တာဗျာဘယ်သူတက်သွားတာလဲဆိုတာမသိလိုက်ကြဘူးလားတောင်ဝဆိုက်ခင်းဆိုတာကလည်းရွာနဲ့အတော့လှမ်းနေငါတို့ရဲ့ ဲ့ဒီမှာသူတို့လင်မယားတိတ်ကလေးထုတ်ပြီးနေကြတာကွာကံကောင်းကျင်တော့အိုက်မောင်ကမြိုင်းသားမှာကြောင်သွားတက်နေတဲ့အချိန်ပေါ့ဘယ်သူဘယ်ဝါတက်သွားမှန်းတော့မသိပါဘူးရွာဦးသူတို့မိဘတွေက၃ရက်တခါလောက်တော့ပြန်လာကြတယ်ပြန်မလာတာတပတ်လောက်ရှိတဲ့အချိန်ဘာများဖြစ်တယ်လဲဆိုပြီးလိုက်အသွားမှာနေအောင်လို့သူများတက်လို့တင်နေကြတာပဲအဲ့ဒီကလေးကအိုက်မောင်ကကြောက်ထက်ပြီးရွာကိုပြန်လာတာသူမိဘကိုဘယ်သူတွေတက်သွားတယ်လဲဆိုတော့ကို သူနီးသူဟန်နဲ့စုံစမ်းတာပေါ့ကွာဘသူတွေလဲဆိုတာတကြည်ရိပ်မိတာမျိုးရှိလားတို့ရွာလူတော့မဖြစ်နိုင်အောင်ရွာလူတွေကဆွေမျိုးနေဆက်တွေကြီးပဲဘာဖြစ်လို့ဒီလောက်ရဲရဲဆက်ဆက်တက်မှာလဲဒါဆိုရင်ဓမြတွေတော့ပုံးနေရလူတက်ပြီးပစ္စည်းလူသွားတာဖြစ်မယ်ဗျအဲ့ဒီလူပြောအောင်ကလေသူ့တဲတွေကအဲ့တချောင်းတော့မပြောက်ဘူးကွာဥပဒါမူးစိမ်မွေကျိုးလို့ကျဲတဲ့ကောလက်နဲ့ပွင့် ဒါဆိုရင်သူတို့မိဘတွေနဲ့ရန်ညိုရှိတဲ့လူတယောက်ယောက်ကများလာပြီးတတ်သွားတာရောမဖြစ်နိုင်ဘူးလားဒီနေရာတော့တယ်ဆိုတော့တရားဥပဒေစိုးမိုးမှုမှမရှိတာပဲအဲ့မောင်ကဘာတွေလောက်ကန်စားတောက်လဲဗျတော်တယ်ဝင်နေအမဲလိုက်တယ်တေးဥတစ်ဖို့တူးတယ်စိပင်တွေဘာတွေလလိုက်ရတယ်တလားတစ်ခါလောက်မြိုင်းသားဦးစိပြီးတော့သူရထားတဲ့စိပင်တွေ တောကောင်တွေရဲ့ခွာတို့ဂျိုးတို့ရောက်နေတစ်ခါစိရင်၃လရက်တော့ကြာတယ် ။တကြီးကပြောဆိုပြီးတော့အိမ်မော်ကိုတက်သွားတော့တယ်။ကျုပ်တို့လည်းလူစု꿰သွားတယ်ပေါ့ဗျာ။ဥပဒါကကျုပ်အနားကိုကတ်လာပြီးတော့အလက်ကောင်ကြီးအိမ်မော်ကိုကြည့်ရတာတိတ်မျိုးကွာ။ဥပဒါကလည်းဗျာတွေ့တဲ့မြမယိုးဘူးကြီးလုံနေတယ်။ကျုပ်ပြောလိုက်တော့ဥပဒါဆက်မပြောတော့ပဲလှည့်ထွက်သွားတယ်။နေ့လည်ရောက်တော့အကိုကြီးကအိမ်မော်ရဲ့အိမ်ကိုသွားဖို့လာခေါ်တယ်။ဘာလို့လဲဆိုတော့သူတို့တောက်နေတဲ့အရက်တွေကုန်ပြီလေ။ ိုင်မောင်ကအရက်ချက်တယ်ဆိုတော့သွားကြည့်မလို့ထင်မှကျုပ်လည်းဘ ഹു တုတရအောင်လို့ဆိုပြီးအိုင်မောင်စီကိုလိုက်လာခဲ့တယ်။ရွာအစောမှာခြေထဲရှိအင်္ဂလိပ်တစ်လုံးရှိတယ်ဗျ။အင်္ဂလိပ်ကတက်တက်ရဲရဲတောင်းတောင်းတင်းတင်းလေးပဲ။အကိုကြီးနဲ့ရွာသားတယောက်ကအိမ်အောက်ကိုဝင်သွားတယ်။ကျုပ်ကတော့အိမ်အပေါ်ကိုတက်လာခဲ့လိုက်တယ်။အင်္ဂလိပ်ကတိတ်ဆိတ်နေတာပဲဗျ။ကျောက်စိတ်ထင်တော့အိမ်မောင်ကအိတ်နေတာဖြစ်မယ်။သူ့နိုးတော့မှာစိုးရနဲ့အတက်လုံးလုံးနဲ့အိမ်မောင်ကိုတက်ကြည့်လိုက်တော့ အိမ်ပေါ်မှာလူမရှိဘူး။အိမ်က15ပေပတ်လည်လောက်ပဲရှိတာဗျ။ဗရင်ပေါက်တွေဘာတွေမရှိလို့အခန်းဖွဲ့ထားတာတွေလည်းမရှိပဲနဲ့ဟောရိုင်ကြီးဖြစ်နေရတဲ့။အိမ်ထဲမှာလည်းတမင်ကျိုးတွေဘာအယိုးမဲမသိတဲ့အယိုးဖြစ်ဖြူတွေတားကောင်တွေရဲ့ခွာရင်းနဲ့ပြည့်နေနေတယ်။အိမ်နေရာမှာတော့ဘာပင်မမသိတဲ့အပေ၆တွေ၊နွယ်ပင်တွေ၊တင်းမြက်၆တွေကိုချိတ်ဆွဲထားတယ်ဗျ။အင်္ဂလိပ်ကဗရင်ပေါက်မရှိတော့မှောင်လိုက်တာမှပြောမနေပါနဲ့ဗျာ။ ထင်ရကြဖြတ်ထိုးနေတဲ့မြေပြောက်လေးတွေကြောက်မဲနဲနဲလင်းနေတာအိမ်တော့တနေအောင်မှလည်းထမင်းစားတဲ့ဇပွဲဝါလိုဇပွဲတတိလေးတခုတော့ရှိတယ်ဗျအဲ့ဒီမှာဘာတွေတင်ထားတယ်လဲဆိုတော့လူအယိုးကောင်းနေဖျောင်းနိုင်နေတဲ့ဘာမှမသိတဲ့အတုံးလေးတွေကိုတင်ထားတယ်ကျုပ်အံ့ဩပြီးအဲ့ဒီနေရာကိုထိုင်ကြည့်လိုက်မိတယ်ဖျောင်းနိုင်နေရာတုံးနေချဖျောင်းနိုင်နေမဟုတ်ပဲပြာဖျောင်းလို့ဖျောင်းနိုင်နေလှုပ်ထားတဲ့ဖျောင်းနိုင်ကြီးတွေဗျာ လူရိုးကောင်းအပေါ်မှာတော့ဖျောင်းနိုင်တင်နှုံးပုံရတယ်။ကြီးနေတော့လက်အေးအေးကြီးတစ်ခုကကျုပ်ပခုံးပေါ်ကိုကျလာတယ်။ကျုပ်လန့်ပြီးတော့အာကနဲ့အော်လိုက်မိတယ်။လှည့်ကြည့်လိုက်တော့အိမ်မောင်ဖြစ်နေတယ်ဗျ။အိမ်မောင်ရဲ့မျက်လုံးနေနေကြီးကအမောင်ထဲမှာလင်းလန့်နေတယ်လို့ပဲ။ဟေးကောင်မင်းဘာလုပ်တာလဲ။ဟိုဘာမှမလုပ်ပါဘူး။မမြင်ဘူးလို့ကြီးနေရုံမှာ။သူများအိမ်နဲ့စုကနဲ့စုကနဲ့ဝင်မို့မင်းဖေမရတိမ်မိထားတာလားကွာ။ ကျော့အော်တန်ကြားလို့အကိုကြီးနဲ့ရွာသားအိမ်ပေါ်တက်လာတယ်။အကိုကြီးကအနားကိုတိုးကပ်လိုက်ရင်ကျောင်းမမတယ်ဗျ။ကျုပ်တို့ကအရက်လာယူလား။ခမည်းအိတ်နေတယ်ထင်လို့မနှိုးတော့တာပါ။အိမ်မောင်ကကျုပ်ရဲ့လက်ပြုံးကိုဖမ်းချုပ်ထားတဲ့လက်ကိုလှုပ်လိုက်တယ်။ယူစရာရှိတာယူပြီးတော့သွားကြတော့နောက်တစ်ခါငါ့အိမ်ပေါ်မတက်နဲ့။ရွာသားအိမ်မောင်ကိုရှမ်းစကားနဲ့လှမ်းပြောတယ်။အိမ်မောင်ကရွာသားကိုရင်တွေ့နေတယ်လို့ပြန်ပြောတယ်။ ရွာသားကပတ်စံပြလိုက်တော့အဲ့မောင်ကလှမ်းယူတယ်။အကိုကြီးကကျုပ်ကိုမျက်ရည်ပြလိုက်တာနဲ့ကျုပ်လည်းအိန္ဒိယနဲ့ပြန်ဆင်းလာခဲ့တယ်။ဥပသာကပြောတာမှန်တယ်ထင်တယ်။ဥပသာကဘာလဲဟာဆိုတဲ့မျက်နှာဘေးနဲ့ကျုပ်ကိုမောကြည့်နေတယ်ဗျ။အဲ့မောင်ကမယိုးဆိုတာလေ။မင်းကဘာတွေတွေ့ခဲ့လို့လဲ။သူ့အိမ်ထဲမှာ လူအယောကောင်းတွေတွေ့တယ်။ပြားဖျောင်းနိုင်တွေရောနောက်ပြီးတော့မိသွေးခဲလို့လို့အတောင့်ရှိရှိကလေးတွေတူတူလေးတွေကို ဇဝဲပေါ်မှာတင်ထားသေးတယ်ဗျမင်းတွေ့ခဲ့တာအောက်လန်းစေးတွေဖြစ်နိုင်တဲ့အလက်ကောင်ရဟာဒါဆိုဒီလူကအောက်လန်းစရာပေါ့ရှမ်းနေရတော့မှော်စရာခေါ်မှာပဲငါစိတ်ထင်တော့ဒီစေးတွေပေါ်ပြီးရောင်းနေတာများလားဘာပဲဖြစ်ဖြစ်သတိတော်ထားမယ်အလက်ကောင်ရညရောက်ပြီဗျဒီရွာမှာတော့ညနေစောင်း9နိုင်လောက်ဆိုရင်စားကြတယ်9နိုင်ဆိုရင်တရွာလုံးအိတ်ကြပြီမနေ့ဆိုရင်3နိုင်လောက်ကလေးကနိုးကြတယ်ဗျ ညနေစာစားနေရင်နဲ့ဥမောင်လေးနဲ့မြင့်မောင်တို့ကညင်းနေကြတယ်။စေးထားပါမြင့်မောင်ရ။လက်ဖက်ကောင်းစားချင်ပလောင်တောင်တက်နေရတယ်တဲ့။အခုကလက်ဖက်ကူကိုလာလာမှမဟုတ်ပဲဆရာရ။ကျုပ်တို့လာတာ။ဥမောင်လေးကမြင့်မောင်ကိုမျက်ရည်ပြလိုက်တော့မှမြင့်မောင်ဗဇက်ပိတ်သွားတယ်။ရဲသားမောင်ကဒီညလေဒီမှာအိတ်ရမထင်နဲ့။အဲ့မောင်ဆိုတဲ့လူကလာမှမလာပဲဦး။ နှစ်ရက်လောက်နောက်ကျလို့လည်းဘာမှမထူးပါဘူးကွာပြောတော့ဆိုတော့အိုက်မောင်ကတက်နဲ့ထမ်းပြီးတော့အိမ်မော်ကိုတက်ခဲ့ပါရောပြောရင်းဆိုရင်အိုက်မောင်လာပြီဟဲ့ဒီကောင်တော့အသက်ရှင်အောင်မယ်အိုက်မောင်ကထမင်းစားနေတဲ့ကျုပ်တို့ကိုကြည့်ပြီးခမရတို့အစင်သက်ဖြစ်ပြီလားအစင်သက်ဖြစ်ရင်သွားရအောင်ဦးမလွန်ရအံ့ဩသွားတယ်ဖြစ်ပါမလားမောင်ရင်မိုးကချုပ်နေပြီနော်မိုးချုပ်မှသွားလို့လာလို့ကောင်းတာဗျာ နေကင်းဘက်ဆိုရင်နေပူတယ်ပွားရတာပြင်းမနေညောင်မိုးချုပ်သွားတော့ကျုပ်တို့လမ်းပြောင်နေအောင်မယ်ကျုပ်တယောက်လုံးပါနေတာပဲခမရတို့ဘာမှမစိုးရင်နဲ့ဒီတော့ဒီတောင်ဆိုတော့ကျုပ်ချီရချစ်ထအောင်သွားတဲ့နေရတွေခမရတို့ဘာမှမဖြစ်ဘူးဦးမောင်လည်းအတကြီးကိုကြည့်လိုက်တယ်တကြီးကခေါင်းညိတ်သူပြောတာလည်းဟုတ်တယ်အဲ့မောင်ကဆယ်နှစ်တောင်လောက်ကလေးကတောလဲလာတာအခုဆိုရင်အသက်30လောက်တောင်ရှိရောပေါ့ ကျုပ်စကားကိုနားထောင်ပါကျုပ်ကအဆင်ပြေတယ်ဆိုရင်ခမရတို့အဆင်ပြေမှာပါအေးလီဒါဆိုရင်လည်းစားတော့ပြီးသွားကြတာပေါ့ညာကြီးမင်းကြီးပဲတော်တယ်ထွက်ခဲ့ကြတယ်ဦးမောင်လွင်တို့စီမှာခေါင်းမှာဆွလို့ရတဲ့ဓမီလေးတွေပါလာလို့တော်သေးတာပေါ့ဗျာအဲ့မောင်ကဓမီမပါလာတော့မှတော်တယ်မှာ ကောင်းကောင်းသွားလာနိုင်တယ်ကျုပ်တို့အဖွဲ့ကသူကဦးဆောင်ပြီးအရှိရနေသွားနေတယ်အဲ့မောင်အဲ့ဒီလှိုင်ငူကြီးကိုရောက်ဖို့တော်တော်လိုသေးလား တိတ်မလို့ပါဘူး။ညသကောင်လောက်ဆိုရင်တော့ရောက်ပါပြီ။ဟင်။တကြီးပြောတော့နှစ်ရက်လောက်သွားရတယ်ဆိုလား။အခုမင်းပြောတော့နေတစ်ပိုင်းလောက်ဆိုတော့ဟုတ်မှဟုတ်ရဲ့လား။အိုင်မောင်ကဥမောင်လင်ကိုလှည့်ကြည့်ပြီးတော့ခမရကြောက်ကုန်မြုံလား။မြုံမှုဆိုရင်လည်းခမရတို့ပြန်တော့ဥမောင်လင်ကလက်ကပြပြီ။မဟုတ်ပါဘူးမောင်ရင်ကယုံပါတယ်။တာမန်လူတွေကတော့တခြားလမ်းကသွားကြတာ哦ဒီတော့တရက်ညက်လောက်ကြတာပေါ့ ကျုပ်ကဖြက်လန်းအတိုင်းသွားတာဆိုတော့ခဏလေးပဲကြားတယ်ဟုတ်ပြီလားဟုတ်ပါပြီကဲပါဆက်သွားကြတာပေါ့ကျုပ်ကအကိုကြီးနားကိုကပ်ပြီးတော့အကိုကြီးအဲ့မောင်ဆိုတဲ့လူကဓာမျိုးမပါဘဲနေတာမှတော်တယ်သွားနိုင်တယ်နော်လာတာနေတယ်ဆိုပေမဲ့တိတ်မြင်ရတာမှမဟုတ်တာမင်းကလည်းအဲ့ဒါမုတ်ဆိုးမျက်လုံးလို့ခေါ်တယ်ကွာမုတ်ဆိုးမျက်လုံးဆိုတာဘာလဲရင်ကိုကြီးမုတ်ဆိုးတော့ပြောကငါ့ကိုတခါပြောဘူးလေ မော်စိုးလေးဆိုတာညမောင်နဲ့မင်းမလို့ပဲကြိတ်တက်မြတ်တက်အောင်လေ့ကျင့်ထားတယ်ဆိုပဲကွာသူတို့မျက်လုံးကတာမန်လူတွေရဲ့မျက်လုံးတက်ဆိုင်အမောင်နဲ့မှကျင်သားရနေပြီသားဆိုတော့ပုံမြင်နိုင်တယ်ဆိုပဲဘာလို့များလေ့ကျင့်ထားတယ်လဲမသိဘူးနော်မင်းကတော့ကွာတားကောင်ဆိုတာညဘက်အထက်များတယ်မဟုတ်လားညထွက်တဲ့တားကောင်ကိုဓမီကြီးတကားကနဲ့လိုက်တားကောင်ကလှည့်ပြီးထွက်ပြေးမှာပေါ့ကွာစကားတပြောပြောနဲ့ရှောက်ခိတ်နဲ့ ညာတဖြည်းဖြည်းမှောင်လာတယ်။အဲ့မောင်ပြောတာဟုတ်တယ်ဗျ။ညာဘက်သွားတာအပူတက်တာလေဆိုတော့နေဘက်သွားတာလောက်တိတ်တော့မပြေမှန်းသလိုပဲ။ဒီလိုနဲ့ထွက်ခဲ့ရင်ညာတကောက်ရောက်တဲ့အချိန်မှာကျုပ်တို့တွေတစ်ပင်ကြီးတစ်ပင်အောက်ကိုရောက်ခဲ့ကြတယ်။တစ်ပင်ကြီးကတော်တော်ကြီးကြီးပဲဗျ။လူကြီးနှစ်ဖက်စာလောက်ကိုရှိတာ။ညောင်မင်ကြီးလောအကိုင်းခက်များများနဲ့အပင်ကြီးတစ်ပင်ပဲ။ဦးမောင်လင်းတို့လည်းမောမောပပန်းနဲ့တစ်ပင်အမြင့်တွေပေါ်မှာတက်ထန်လိုက်ကြတယ်။ဒီမှာခဏနာကြမယ်။ ကျို့တို့တစ်ဖွဲ့လုံးအဲ့ဒီနေရာမှာနားလိုက်ကြတယ်။ဒီချိန်ကျို့ရဲ့ဖိုက်ကရစ်ပြီးနားလာတယ်။ဓာတ်နဲ့အသာလေးထောက်ထွက်လာခဲ့တယ်။ဥပဒါသူ့ရဲ့ခေါင်းပေါင်းကြီးနဲ့မျက်နှာကိုတုံနေ။အလက်ကောင်ဘယ်လဲကွာ။ဟိုလေးအိမ်နာသွားချင်လို့ဥပဒါ။လွတ်လပ်ကေကေနေရာမှာသွားတော့။တပင်ကြီးနှက်ကြီးနေတယ်ကွာ။ဥပဒါပြောမှကျုပ်တောင်လန့်သွားတယ်ဗျ။တပင်မင်းနာတောင်ဆောင်လေးအတိုင်းဆင်းလိုက်လိုက်။ တော်တော်လှန့်လှက်ရောက်တော့မှကြောက်ကိစ္စရှင်းလိုက်ရတယ်။လမ်းပြောက်စရာတော့မရှိပါဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့ခုနကတစ်ပင်ကြီးကိုအောက်ကနေချိန်လှမ်းမြင်နေရတာကိုစင်မင်းလောက်ကြပြီးတော့တစ်ပင်ကြီးအနာကိုပြန်လာတဲ့အခါမှာဥမောင်လွင်တို့ဥပသားတို့တယောက်မှကိုမရှိတော့ဘူး။အဲ့မောင်တယောက်ပဲတနေကြီးထမ်းမိထိုင်နေတယ်။ဟာဟိုလိုကြီးဘယ်ရောက်သွားကြတာလဲ။သွားကုန်ပြီ။မင်းကြီးကပဲကြက်နာ။ဒါနဲ့ချင်းကြီးရော သူတို့ယူသွားကြပြီအဲ့မောင်ကပျော်ပျော်ဆူဆူနဲ့ထသွားတယ်10မိနစ်လောက်ပဲကြာတော့ဒီလူတွေကဘာဖြစ်လို့မစနိုင်ကြပါလဲလို့တွေးအဲ့မောင်ရဲ့အနောက်ကိုလိုက်ခဲ့တယ်အဲ့မောင်ကသွားရင်တနေ့ရရောက်တော့လူကြီးတရက်စာလောက်ကောင်းကောင်းဝင်လို့ရတဲ့လှန်ကားတစ်ခုရဲ့အရှိမရက်လိုက်တယ်လှန်ကကြောက်လန့်ကူတော့မဟုတ်ဘူးဗျမိကြီးကိုပဲတူးထားတဲ့တွေးမျိုးပဲဒီတဲ့ကိုဝင်ရမှာလားဟုတ်တယ်ဒါအဖြစ်လမ်းပဲ။ လှန်ကောင်းထဲမှာတော်တော်မှောင်နေတယ်ဗျ။အဲ့မောင်ကကြုံရှိရနဲ့ဥဆောင်မိသွားတယ်။လှန်ကောင်းအောက်ခြေမှာတင်းမြစ်တွေတင်းငုပ်တွေနဲ့ဆိုတော့ကျုပ်ပြေလဲကြမှာဆိုလို့လှန်ကောင်းတပေးကနေရနေကိုလက်နဲ့ထောက်ပြီးသွားနေရတယ်။ငါးမိနစ်လောက်သွားပြီးတော့လှန်ကောင်းကအပိတ်ကြီးဖြစ်သွားတယ်။အဲ့မောင်ခမရပြောတော့ဖြစ်လဲဆိုကျုပ်တို့လမ်းမလာတာလား။အဲ့မောင်ကကျုပ်ဘက်ကိုလှည့်ပြီးတော့သူ့လက်ထည်ကတနတ်ထင်နဲ့ကျုပ်မျက်နှာကိုစောင့်ထိုးလိုက်တယ်။တနတ်တရားကျုပ်ရဲ့ နှကောင်းအရင်နဲ့မျိုးလုံးနှလုံးကြောက်ထိပြီးတော့ကျုပ်ဖြစ်ခေါင်းနဲ့မူးဝဲသွားတယ်ဗျခြေထောက်တောင်ကောင်းကောင်းမထောက်နိုင်တော့ပဲမြေပြင်ပေါ်ကိုလေးဘက်ထောက်ပြီးလဲကျသွားခဲ့တယ်အဲ့မောင်ခမဘာလုပ်တာလဲအဲ့မောင်ကကျုပ်ရဲ့မျက်နှာကိုဖြတ်ကန်ထဲလိုက်တာကျုပ်ဖြစ်လောကကြီးနဲ့အဆက်တည်းပြတ်သွားပါလိမ့်ရောကျုပ်သတိပြန်ရလာတော့နှကောင်းကိုနားနေတာပါပဲဗျာကိုတို့ခုလုံးလဲမှောင်မဲနေတာကြောင့်မို့လို့ဘေးရောက်လို့ဘဲပေါက်နေမှန်းကိုမသိဘူး ကျုပ်ခြေထောက်တွေကိုအာယူပြီးကုန်းထမယ်လှုပ်လိုက်တော့ခြေထောက်နှစ်ဖက်ကိုနှွေကျိုးတွေနဲ့ပူးချီထားတာကို သိလိုက်ရတယ်။လက်ထောက်ပေါ်လှုပ်လိုက်တော့လက်နှစ်ဖက်ကိုပါပူပြီးချီထားပါလေရော။အိုင်မောင်ခမရလူရုပ်မှာကျုပ်ညီးတွားလိုက်မိတယ်။ဘယ်လိုရုံရုံရုံလုံးများတော့တာနဲ့ကျုပ်စိတ်အားငြိမ်းလာတယ်ဗျ။လူမနည်းသူမနည်းတဲ့ဂူကြီးတစ်ခုထဲမှာခြေတွေလက်တွေအချောက်ခံရရလို့မလောက်နိုင်မကိုင်းနိုင်ဖြစ်နေတဲ့အဖြစ်ကဘယ်လောက်အားငယ်ဖို့ကောင်းလဲဆိုတာ။ ခမရတို့တင်းမိမှာတော့မဟုတ်ဘူးအဖေရဲ့အမေရဲ့အမေသားလူပေါင်းမှလို့အခုတင်ရတော့မယ်ဗျဘယ်သူမှလည်းအနာမရှိတော့ဘူးဆိုတော့ခလေးတယောက်လို့အဟိပ်ပြီးငိုယုံနေမိရဲ့ဗျတိတ်လည်းငုံမနေပါနဲ့ကို့လူရအသားခုတစ်ဖက်ချက်အမောင်နေရထွက်လာတာဗျခမရဘယ်သူလဲကျုံနေမယ်အိုင်မောင်ပါဟင်အိုင်မောင်အရောက်တော့မှကောင်ခမရကိုကြောက်တတ်မယ် ဟဲ့လူခင်ဗျာကြောက်ကိုမစော်ကားနဲ့နော်လူရောက်မှာမလို့လူရောက်မှာလို့ခေါ်တာခင်ဗျာနားလားလားကြောက်ဘယ်သူမှမရောက်မှာအောင်ဒါဆိုရင်ကြောက်ကိုဘာဖြစ်လို့ဒီကိုတဲကိုခေါ်လာခဲ့တာလဲခင်ဗျာကိုကြောက်မခေါ်ပါဘူးဗျာခင်ဗျာမရောက်ခင်ကညာကြောက်ကဒီညာကိုရောက်နေခဲ့တာအခုဆိုရင်တရင်နဲ့နှစ်ညအောင်ရှိပြီခင်ဗျာဘာလို့ပြောနေရလဲခင်ဗျာကကျုပ်တို့ဖွဲ့ကိုလမ်းပြပေးမယ်ဆိုပြီးတော်တယ်ခေါ်လာခဲ့တာလीဘာတွေလဲဗျာ ခမရပြောရည်ကျုပ်ဘာမှနားမလည်ဘူး။ကျုပ်ကခမရတို့နဲ့ဘယ်လိုတွေ့ရလဲ။ကျုပ်တို့ရှင်းရရောက်တော့ခမရတော့လဲသွားနေတယ်ဆိုလို့ခမရအောင်စောင့်နေရဗျ။မင်းရနေလေခမရတော့ရကနေပြက်လာတယ်။ကျုပ်တို့ကိုလမ်းပြဖို့အကူညီတောင်းတော့ခမရပဲကျုပ်တို့ကိုဥဆောင်ပြီးတော့ဒီကိုခေါ်လာတာမဟုတ်ဘူးလား။ခမရပြောရည်ကျုပ်တို့ခုမှမသိဘူး။ခမရတို့နဲ့ကျုပ်ရဲ့ချားမှာနားနဲ့မို့တခုခုတော့လွဲနေပြီ။ညီမဟဲ့လူ ကျောက်ဟိုတင်နီကရွာထွက်လာတာမှန်တယ်။တောထဲမှာကမုန်းတမင်လိုက်ဆိုင်နေတဲ့မင်းကလေးတယောက်ကိုတွေ့လို့အဲ့ဒီမင်းကလေးအနောက်ကိုလိုက်သွားရကနဲ့အခုလိုအဖမ်းခံရတာပဲ။ခမ ्या အဲ့မှာအစ်စ်ဟုတ်ပါတယ်နော်။အစ်စ်ပါ။ကျောက်ခမ ्या ကိုမလိမ့်ဘူး။ခမ ्या လည်းအဲ့မှာကျောက်တို့ခေါ်လာတဲ့လူကလည်းအဲ့မှာဆိုတော့ရှမ်းရောင်မှာအဲ့မှာနှစ်ယောက်ရှိရလား။နှစ်ယောက်တော့မရှိဘူး။ဒါမဲ့ကျောက်တက်အပ်ပြောရတာတခုတော့ရှိတယ်။ ခမားတို့တွေ့ခဲ့တဲ့အိုက်မောင်ကကြုံမဟုတ်တာတော့သိကြတယ်။ဥပဒါကကျုပ်ကို အိုက်မောင်ကထိုးဆဲနေလို့တော့ပြောမှုတယ်။မဟုတ်မှလည်းရောကျုပ်တို့တွေ့ခဲ့တဲ့အိုက်မောင်ကမိစ္ဆာရိယများလူရောက်ဖန်ဆင်းပြီးတော့လာတာများလား။ဖြစ်နိုင်တယ်ကွ။ကျုပ်တို့ဒီဒီရက်နဲ့လွတ်အောင်စူးစမ်းကြမယ်။ခြေရောလက်ရောလှုပ်လို့မရတော့ဘူးဆိုတော့အခုကြီးရောက်ဖို့ကပါဆက်ပဲကြံတော့တယ်။ဒါကြောင့်အတကုံဟိတ်ပြီးအော်လိုက်တယ်။ရှောက်အောင်နေဥပဒါအော်ဖို့တရေရသွားတယ်။ ဒါနဲ့ဥပဒါကဲပါဆိုပြီးအတန်ပြဲကြီးတော့အော်နေမိတယ်။ခမားအော်လဲမထူးဗျ။ကျုပ်တို့ကမြောက်ရောက်နေတာဆိုတော့အတန်ကမြေပေါ်ထွက်ပါမလား။ထူးပါတယ်ဗျ။ခမားလဲကျုပ်အော်တဲ့အတိုင်းဥပဒါကဲပါဆိုပြီးအော်စမ်းဗျ။နေပါဦး။အဲ့ဒီဥပဒါဆိုတာဘာတူလဲ။နက်လား။ကျုပ်တို့အခုအချိန်မှာနက်လဲမကဲနိုင်အောင်။တကြားလဲမကဲနိုင်အောင်။ဥပဒါတယောက်တည်းကဲနိုင်မှာဗျ။အော်မာတာအော်စမ်းဗျ။ နောက်တော့ရှင်းပြမယ်။ဒီလိုနဲ့ကြုံတဲ့တယောက်နဲ့တယောက်တိုင်မြင်ပြီးတော့ဥပဒါကဲပါဆိုတဲ့စကားကိုအသက်ကုန်အော်ဟစ်လိုက်ကြတယ်။နိုင်ဝက်လာအော်ပြီးတော့လူလဲအကောင်တွေခြောက်နေပြီ။ဆက်ပြီးမအော်နိုင်တော့ဘူး။ခမည်းပြောတဲ့ဥပဒါလည်းမစွန်ပါဘူးဗျာ။အရင်ဆိုရင်တော့ဥပဒါသူ့ကိုခွင့်လာတယ်ဗျ။ပြောနေတော့မှရှိသေးတယ်။မီးလုံးကြီးတစ်လုံးကလှိုင်ငွေထဲကိုတဖြည်းဖြည်းနဲ့ဝင်လာတယ်ဗျ။အနာရောက်တော့မှဥပဒါကြီးဖြစ်နေတယ်။ ဥပဒါသူ့လက်ညှိုးအပေါ်မှာမီးလုံးကြီးတစ်လုံးကိုဖမ်းဆင်းထားတယ်ဗျ။သူလာတော့မှလှိုင်ငူကြီးထဲမှာလေးချင်းသွားတယ်။လှိုင်ငူတစ်ခုလုံးအယိုးစုတွေနဲ့ပြည့်နေနေတယ်ဗျ။အိုင်မောင်ဆိုတဲ့လူကိုလည်းတွေ့လိုက်ရတယ်။အိုင်မောင်ကကိုလုံးဒီကြီးဖြစ်နေတာဗျ။ဥပဒါလောက်ပါဦးဗျ။ဥပဒါအနားကိုကတ်လာတယ်။အလက်ကောင်မင်းဘာဖြစ်တာလဲ။ဥပဒါပြောရင်ကျုပ်လက်မှာခြိထားတဲ့ຫນွယ်ကြိုးတွေကိုဖြစ်ပြီးတယ်။အိုင်မောင်က ကျုပ်ကိုဒီရေခွာလာခဲ့တာပဲဥပဒါရ။ဟင်။အဲ့မှာခုနကတည်းရှိပါသေးတယ်။မင်းအိမ်သာပွားပြီးပြတ်မလာတာနဲ့မင်းရောငါတို့လိုက်ရှာနေတာကြပြီကွ။ဥပဒါဟိုလို့ကြည့်လိုက်စမ်း။ဥပဒါကိုလုံးဒီနဲ့အဲ့မှာကိုကြည့်ပြီးတော့ဟာဒီမှာလဲအဲ့မှာမလား။ तू ပြောတာကသူကအဲ့မှာအစေးတဲ့ဟိုအဲ့မှာကလူပေါ်ဆန်ဖန်ဆင်းထားတဲ့မိစ္ဆာကောင်ဆိုပဲ။ ။ဥပါသာအဲ့မောင်ကိုကျိုးတွေသွားဖြစ်ပြီးမင်းပြောတာတကယ်ပဲလား။ဟုတ်ပါတယ်အဖယာ။ကျုပ်မညာဝတ်ပါဘူးဗျ။ကျုပ်တော့လည်းရင်မင်းကလေးတယောက်နဲ့တွေ့လို့လှဲလာခဲမိတာပါ။ငါထင်တော့ထင်တာပဲ။အဲ့မောင်ကိုတွေ့တော့ငါစိတ်ထဲတမျိုးကြီးဖြစ်နေပါတယ်လို့အိုင်မောင်အစစ်ကိုကျိုးဖြစ်ပြီးတော့ကျုပ်တို့လှည့်အထွက်မှာဟိုအိုင်မောင်ကဂူတဲ့အောင်ရောက်လာတယ်ဒီတခါကိုလုံးတီးနဲ့အိုင်မောင်အစစ်ကပါစက်ကြည့်ဖွင့်သွားအောင်အံ့ဩသွားခဲ့တယ ဟဲ့အတုကမင်းဘာလာလောက်တာလဲဥပဒါတေချာအကဲခတ်ပြီးတော့လက်ဆက်သက်တော့မင်းဟာသူယောင်ကြီးပဲကိုဥပဒါပြောတော့အဲ့မောင်ကရှိတယ်ဗျငါ့အကြောင်းသိသွားပြီဆိုတော့မင်းတို့တွေကိုတက်ပြရတော့မှာပေါ့ကွာသူယောင်ကြီးကကျုပ်တို့ဆက်လက်နဲ့တွေနဲ့လှမ်းပြီးပြစ်ထက်လိုက်တယ်ဥပဒါရှိနေလို့သားဆက်လက်နဲ့တွေကို မထိတာဗျဥပဒါဆက်လက်နဲ့တွေကို ပုတ်ချပြီးတော့ဟဲ့သူယောင် မင်းအသားမနာချင်းဒီနေရာကနေထွက်သွားလိုက်တော့ဒါငါနဲ့မင်းဒါငါပိုင်နဲ့ငါကဘယ်ကောမှထွက်သွားစရာမလိုဘူးဟဲ့သူအောင်ကြီးကသူ့ရဲ့လက်ငါးချောင်းကိုဖြန့်လိုက်တဲ့အခါမှာလက်ချောင်းတွေကနှွေကျိုးလိုလိုတက်မြစ်လိုလိုပုံစံဖြစ်သွားတယ်အဲ့ဒါတွေနဲ့ကျုပ်တို့ကိုလှမ်းပြီးပြစ်ထစ်လိုက်တာဗျနှွေကျိုးတွေကတဝဝီးနဲ့ပြန်လာတယ်ဥပဒါနှွေကျိုးတွေကိုဖမ်းလိုက်တော့ဥပဒါလက်ကိုရှစ်ပတ်ကုန်တယ်မေရောင်များငါ့ကိုဖမ်းကျင်သေးတယ် ဥပသာတောက်တချခောက်လိုက်တဲ့အခါသူ့လက်မှာပတ်နေတဲ့ငွေကြိုးတွေကအချင်းချင်းလုံထွေးရစ်ပတ်ပြီးတော့ခြေလုံးကြီးတစ်လုံးလိုဖြစ်သွားတယ်ဗျ။သူ့ရောင်ကြီးကပြက်မြဖြစ်တတ်တော့လို့သူ့ရဲ့လက်ချောင်းတွေကိုခံရလိုက်တဲ့အခါခြေလုံးကြီးကမြေပေါ်ကိုပြုတ်ကျသွားခဲ့တယ်။ဒီတခါတော့သူ့ရောင်ကြီးကမြေပေါ်ကို ဖနှောက်နဲ့ပေါက်ချလိုက်ပါရော။အဲဒီခါဥပသာကျုံနဲ့အိုက်မောင်ကိုအနောက်ကိုတွန်းထုတ်လိုက်တယ်ဗျ။အမတ်တမဲဆိုတော့ကျုံတွန်းထက်ရောက်စလို့အနောက်ကိုရိုင်သွားပြီး ခြေသုံးလေးလမ်းလောက်ဆုတ်လိုက်ကြတယ်။ကျိုးတို့အရင်ရက်နေတဲ့မြေကြီးအောက်ကနေတက်ချုံကြီးတွေကဝုန်းကနေထွက်လာတယ်ဗျ။ဥပသာသာအတုံးမမြိုင်ကျိုးတို့နှစ်ယောက်ကိုဒီတက်ချုံတွေရတစို့ထိုးသားသလိုထိုးပေါက်သွားမှာပဲ။သူရောင်ကြီးကခြေတော့ကိုထက်ဆောင်ထဲလိုက်တော့အဲ့ဒီတက်ချုံတွေကဥပသာဘေးပက်ပက်လျာနေထွက်လာပြီးတော့ဥပသာကိုဝေးရံသွားတယ်။ဥပသာကိုထောင်ချောက်ဖမ်းလိုက်တာနဲ့တောင်တူနေတယ်ဗျ။ဥပသာတက်ချုံတစ်ခုကိုလက်နဲ့ကန်လိုက်တဲ့အခါ အဲ့ဒီတစ်ချောကချက်ချင်းပဲရှစ်ထွက်လာပြီးသူယောင်ကြီးစီကိုပြန်ဝင်သွားတယ်။သူယောင်ကြီးရဲ့မျက်နှာကိုတစ်ချောကဖောက်ဝင်သွားတဲ့အခါမှာသူယောင်ကြီးကအော်လိုက်တာမှပြောမနေပါနဲ့ဗျာ။သူ့ကောင်းကလည်းနှစ်ချမ်းကွဲထွက်သွားတယ်။ထူးဆန်းကသူ့တစ်စက်မှမထွက်ဘူးပြို့။သူယောင်ကြီးကအော်ဟစ်ပြီးတော့မြေကြီးတဲ့ကိုဝေါငနဲ့ခုံဝင်သွားတယ်။သူ့ဝတ်ထားတဲ့အဝတ်အစားတွေကတော့မြေပေါ်မှာအပေါင်းလိုက်တာကျန်နေခဲ့တယ်ဗျာ။ပါပြီလားဥပဒါကြီးကောင်အထိတ်နာပြီးပြေးပြီကွာ။ အိမ်မောင်ကအဝတ်ပုံစီကိုပြူသွားပြီးတော့အဝတ်အစားတွေကိုပြန်ကောက်ဝတ်နေတယ်။သူရောင်ကြီးဆိုတာဘာလဲဥပဒါကမုန်းသူရောင်ဆိုတာလူရောင်ဖန်ဆုပ်လို့ရတယ်ကွာ။အခုသူ့ပုံစံကိုကြည့်ရတာနှိမ့်ချုံနေပြီ။နှဲ့ရနဲ့ချီပြီးတော့ကိုကြာနေလောက်ပြီ။ဒါထက်အကြောင်းတစ်ခုခုကြောင့်မှော်ဝင်သွားတဲ့ပုံစံမျိုးပဲ။ကမုန်းသူရောင်ကလည်းသူရောင်ကြီးအဖြစ်ကိုအစစ်တက်သွားတယ်ဆိုပါတော့။ तू ကဘာဖြစ်လို့လူတွေကိုဖမ်းတာလဲဗျ။ကမုန်းသူရောင်ကအပုံဆက်ကြိုက်တယ်ကွာ။ လူဝဲဖြစ်ဖြစ်တားကောင်တွေပဲဖြစ်ဖြစ်တေသွားပြီးပုတ်ပွားသွားမှထွက်လာတဲ့အရေကိုစားတော့ကြတာ။သူကလူတွေကိုဖမ်းပြီးတော့အစာငတ်ပြီးတင်အောင်ပြစ်ထားတယ်ကွ။လူသေးပြီးပုတ်တော့မှစားမယ်ဆိုတဲ့အကြံနဲ့ပေါ့။အိုင်မောင်ကဥပသားရဲ့အရှင်မှထူးထောက်ထိုင်ချပြီးတော့"ကျုံမအမေပေးတဲ့အသက်မရှိတော့ပါဘူးဗျာ။အဘကြီးပေးတဲ့အသက်ပဲရှိတော့တယ်။မလိုပါဘူးကွာရပါတယ်။ဒါဆိုခမရဘာဆက်လုပ်မှလဲအိုင်မောင်" ိုင်မောင်ကကြောင်တောင်တောင်ဖြစ်နေတယ်။ဘာလို့ရမှာလဲကွဒီเจ้าနေကိုမင်းတို့ဘယ်သူမှပြောလို့မဖြစ်ဘူး။ပြောရင်လည်းယုံမှာမဟုတ်ဘူး။ပြီးတော့အိုင်မောင်ကငါတို့ကိုလမ်းပြပါမယ်ဆိုပြီးခေါ်လာတာ။သူလမ်းဆက်ပြရမှာပေါ့။ပြပါမယ်ဗျာပြပါမယ်။အဘကြီးတို့ကဘယ်ကိုသွားကြင်တာလဲ။ကျုပ်တို့သွားကြင်တာတော့မဟုတ်ပါဘူးဗျာ။အစိုးရဝင်နေဆိုတဲ့လူတွေကငကားကလေးဆိုတဲ့ဂူကြီးစီကိုသွားကြင်တာ။ အဲ့ဒီကိုရီးယားကြောက်သားတွေတက်သူတွေကိုလိလာမယ်လို့ပြောတာပဲအဘကြီးကကြောက်အသက်ကိုကဲခဲ့တာဆိုတော့အဘကြီးတို့ပြန်ပြီးကူညီပါမယ်အဲ့ဒီနေရာကိုလည်းကြောက်ကောင်းကောင်းသိပါတယ်ဒါဖြင့်လည်းသွားကြတာပေါ့ဦးမလွင်တို့ငါတို့ကိုစုနေအောင်မယ်ဥပဒါနဲ့ကျုပ်တို့လည်းကိုရီးယားနဲ့ထွက်လာခဲ့တယ်ဥပဒါပြောတဲ့အတိုင်းပဲဗျဦးမောင်လွင်ကကျုပ်ကိုပြောဆိုလိုက်တာများရစရာတော့မရှိဘူးအပြင်မှာမိုးတော်လင်းနေပြီဗျကျုပ်ပြောက်တာတညနေပါလောက်ရှိရောပေါ့ ိုင်မောင်ကသူ့ရဲ့တူမီတနက်အရှိကျိုးကိုကောက်ယူပြီးတော့အရှိအနေထောက်သွားတော့မှပဲဥမောင်လင်းတို့လည်းပြဆက်ပိတ်ပြီးအနောက်ကနေလိုက်သွားခဲ့ကြတယ်။မောင်ရင်ဦးလေးတို့အဲ့ဒီကူကြီးစီကိုနီးလာပြီလား။နီးလာပါပြီ။ညနေလောက်ဆိုရင်တော့အဲ့ဒီကိုရောက်တော့မှာပါ။ဥမောင်လင်းကတစ်ချက်ပြုံးလိုက်တယ်ဗျ။ပရိသတ်များရှေ့ဆုံတီကြီးဥပဒါနဲ့မမျောလင့်တော့ခီးရှိဇလတ်အပိုင်းကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူးချင်းစီကို ကျေးဇူးထူးပဲတင်ရှိတယ်လို့စာရေးဆရာအကဆော်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်ထာဝရပတ်ဆိုင်နိုင်ကြပါစေရှင်